ားလုံးပဲမင်္ဂလာပါရှင်။အာစီတုတ္တဆောင်ရတဆောင် channel မှာပြန်လည်ကြိုဆိုပါရစေ။ကျမတော့ခင်ဦးဖြစ်ပါတယ်။ဒီနေ့မှာတော့အရင်တစ်ခါဖတ်ပြခဲ့တဲ့ဆ iam ကျူရဲ့ဝိထုကိုဆက်ပြီးဖတ်ပြပေးခြင်းပါတယ်။မိမတယောက်ရဲ့ဖွင့်ဟဝင်ခံချက်ဆိုတဲ့ဝိထုပါ။အပိုင်း၃ပါရှင်။ခန်းစားနာစင်ကြည့်ကြပါအောင်နော်။မိမတယောက်ရဲ့ဖွင့်ဟဝင်ခံချက်အပိုင်း၃ ကျမစိတ်ကူးဖြင့်ကြိုတင်စဉ်းစားထားခဲ့ပုံသောချစ်သူအမျိုးအစားတဲ့တွင်ကျမထက်အသက်ငယ်သော လူငယ်မျိုးတယောက်မှမပါပါကျမထက်ငယ်ရွယ်သော လူငယ်တယောက်တွင်သဘောကျနှစ်သက်သောအမှုအရာမျိုးအချင်းစရိုက်မျိုးရှိသည်ဟုလည်းဘယ်တော့မှမမျှော်လင့်ခဲ့ဘူးပါထို့လူငယ်ကို ရှုမော်ဟုသိနေခဲ့တာတော့ကြပါပြီထို့လူငယ်သည် ကျမနှင့်ပထမနှစ်ပြင်သစ်ပါတာတင်ကလေးကအတန်းပေါ်ဖြစ်သောကြောင့် ကျမအနေနဲ့တပတ်နှစ်ရက်မြင်တွေ့နေရပါသည်သို့တော်ကျမတို့ပထမနှစ်တင်နန်းတဝက်ကျိုးသည့်အထိသူနှင့်ကျမတခါမှစကားမပြောခဲ့ဘူးပါကျမတို့ညနေတင်နန်းမှာ မိန်းကလေးက20လောက်ရှိပြီးယောက်ျားလေးက6ယောက်ပဲရှိသည်ထို6ယောက်သောယောက်ျားကလေးများကကျမတို့နှင့်မျက်နှာချင်းဆိုင်ထိုင်နေကြပြီးမိန်းကလေးများကအတန်းလေးတန်းခွဲလျက်ရှေ့စဉ်နောက်စဉ်ထိုင်ကြပါသည် ကျမကမိန်းကလေးအတန်းများဤရှေ့ဆုံးတန်းအစွန်ဆုံးမှာထိုင်၏ကျမနေမျက်နှာချင်းဆိုင်မှာယူမော်ဆိုတော့ခြားတိတ်ရှိပါသည်အတန်းထဲတို့နောက်အကြဆုံးရောက်လာတဲ့သူဖြစ်၍တကြောင်ဆ iamma စာမီတိုင်းလွယ်ကူချောမွေ့စွာ ဖြစ်နိုင်သောကြောင့်တကြောင်ဝိစားစင်ရင်ပုံတိတ်သက်ကြနာသောကြောင့်တကြောင်ကျမသူကိုစတင်တရီထားခဲ့မိဟန်တူပါသည် သူရုပ်ရည်ကအရာရာကိုအလေးနက်ထားတတ်သူဤမျက်နာမျိုးဖြစ်သည်။တွယ်လျောက်သောမျက်နာတွင် မေးစိနည်းနည်းချွန်သည်။မျက်လုံးကဗာဒံသီးပုံ။ရှည်လျားမဲနက်ဤမျက်တောင်တွေကခက်တူတူပေမဲ့မဲနက်သောကြောင့်မျက်လုံးအင်အားကောင်းသည်။အလျားသုံးပုံနှစ်ပုံလောက်ကျမှပြည့်ပြည့်စွာတောင်းချိုးသွားသောမျက်ခုံးကတော့ယောက်ျားတယောက်အတွက်တော်တော်သေးမြင်၏။ခက်မုံမုံနေလေးရှိသောထိုလူငယ်သည် ပြုံးလိုက်လျင် မေးစီမှာအချိုင်ရလေးပေါ်လာလျက်ချစ်ခင်နှစ်သက်စပွဲဖြစ်သွားသည်သူ့တော်တွေကဖြူဖွေးတောက်ပါလီသည်သူသည်အဖြူရောင် ရှက်အင်းကြီးလက်ရှိများကိုဝစ်စင်လေးရှိသည် တခါတရံတော့လေတေးသေးမိန်မိန်ဖြော့ဖြော့ကိုယ်ရိုးစင်အင်းကြီးလက်ရှိများကိုဝစ်တတ်သည်အခန်းထဲတွင်လေအေးဆက်ဖွင့်ထားသည့်ဖြစ်စေပိတ်ထားသည့်ဖြစ်စေသူရှက်အင်းကြီးလက်ကျဲသည်ကို တဝက်တီတီတေးတေးကလေးပြန်ပိတ်ပြီးစေပိတ်တတ်ထားလေးရှိသည်အတန်းရှိတွင်ဘယ်တော့မှလုံကြည်ပြင်ဝင်လေးမရှိသူဖြစ်သည်အများအားဖြင့်တကလက်ပေါင်းမီနှင့်ရှုဖနက်ကိုဟန်ကြီးပန်ကြီးထဲဝါစွာဝစ်စင်တတ်၏သူ့ကိုကြည့်လိုက်လျင် ရုံးမှကမန်းကရန်ပြေးလာရသူနှင့်မတူပဲယခုမှရေမိုးချိုးအဝတ်အစားလဲပြီးထလာသူနှင့်တူနေသည်အတန်းထဲတွင်ဆီယာမကပြင်သစ်စာတင်ရင်းအမေးဖြေလှုပ်လေးရှိသည်ဖြင့် ဂျာမန်တန်ယုံယဉ်ကျေးမှုဆိုင်ရာဌာနမှသူအလုပ်လုပ်ကြောင်းသိရသည်။သူတမိုင်းဘာသာအဓိကဖြင့်ဘွဲရသူဖြစ်နိုင်သည်ဆိုတာကိုတော့သင်တန်းပြီးကမှဂျမကန်အားလျော်စွာသိရပါသည်။ဗီတီရှာကောင်စီယဉ်ကျေးမှုပြန့်ပွားရေးဌာနတွင် တပတ်တကြိမ်ပြုလုပ်လေးရှိသော ဆွေးနွေးပွဲတစ်ခုတွင် သူတင်ပြတော့စာတန်းတစ်ခုအရသိခဲ့ပါသည်။ကျမကဗီတီရှာကောင်စီတို့စာအုပ်900သွားစဉ် စာကြည့်လိုက်ကောင်တာပေါ်မှာချထားတော့စာရွက်ကလေးတစ်ခုကိုဖတ်မိသည်မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှာတောင်ပေါ်လူမျိုးစုများ The He Tribes of Northern East Myanmar Samwan Bo ဆွေးနွေးမိသူအမည်မှာဥယုမော်ဟုရေးထားသည်ယုမော်ဟုသောနာမည်သည်ယောက်ျားနာမည်အဖြစ်အလွန်ရှားပါ၏ဤယုမော်သည် ကျမတို့အတန်းမှာယုမော်ဖြစ်နိုင်သည်ဟုကျမစဉ်းစားမိသည် ထိုနေ့နေ့လည်းနှစ်နာရီကဆွေးနွေးပွဲသို့ကျမဝင်ရောက်နားထောင်ခဲ့ပါသည်တကယ်လည်းကျမဤခြားတိတ်ဖြစ်နေခဲ့သည်ဘောင်းမီနေရှူးကိုနှစ်သက်စွာဝေလေရှိသောထိုလူငယ်သည်ထိုနေ့ကတော့တိုက်ပုံအင်ဂျီနှင့်မြမဝိဆုံအပြည့်ဝစ်စင်ထားသည်သူကိုတိုက်ပုံအင်ဂျီနှင့်တကားမှမမြင်ဘူးတော့ကြောင့်ကျမအနေငယ်ကိုရုတ်ကာယာနိုင်နေသည်မှတပါ သူဆွေးနွေးချက် ရှင်းလင်းပါသည် သူမျက်နှာသားကလည်းလူအများရှိတွင် ထွက်ရသည့်တိုင် ရှက်ကိုရှက်ကန်းမရှိသမိုင်းပါမခါတယောက်လိုပင်တကယ်အိန္ဒြေကြီးနှင့်ဖြစ်သည် သူပြောပြသည်လူမျိုးများတဲ့တွင် လာဟု လီဆိုးလူမျိုးများအကြောင်းကျမကြားဘူးတော့လေအခါလူမျိုးများကိုတော့ကျမမကြားဘူးပဲသူဤတင်ပြချက်များပြီးဆုံးသွားလျင် ကျမတို့ပြိသက်ထဲမှာစိတ်ဝင်စားသူမရှင်းလင်းသူ ပိုသိလိုသူများက သူ့ကို မေးမြန်းဆွေးနွေးနိုင်သည်ဖြစ်ရာဤချတိတ်ကိုနည်းနည်းတော့ဒုက္ခပေးလိုက်အောင်မည်ဟုကျမစဉ်းစား၏ တောင်မောင်လူမျိုးများဤအိမ်အောင်ရေးနှင့်ကလေးမွေးဖွားခြင်းခေါင်းစဉ်အောင်မှာသူပြောသွားတော့လင်မယားကွဲကွာခြင်းဟူသောစကားကို ကျမသိမ့်မကျေနပ်ပါသူကအများအားဖြင့်ဇနီးဤဖောက်ပြားမှုကြောင့်အိမ်အောင်ပြိုကွဲသည်ဟုဆိုသည်ထို့အများအားဖြင့်ကို အတိအကျကျမသိခြင်းသည်တခြားဆွေးနွေးသူများဤကိစ္စကိုမေးမြန်းမလားဟု ကျမစောင့်နေသည်ဤဘသူမှထိုကိစ္စကိုထည့်မမေးတော့ ၅ရောက်မြောက်ဆွေးနွေးသူအဖြစ်ကျမလက်ညှိုးထောင်ပြလိုက်ပါသည်။ကျမရှိရာသို့လှမ်းကြည့်လိုက်သောသူ့မျက်လုံးများ၌မှတ်မိသည့်အရေးအယောင်ကိုမြင်ရ၏။ When you described about the divorce or he tribes, you said that the general causes the auditories of the wife, didn't you? တောင်မော်လူမျိုးတွေရဲ့အိမ်နောက်ကွဲခြင်းအကြောင်းရှင်ပြောခဲ့စဉ်ကအများအားဖြင့်ဖြစ်တတ်သောအကြောင်းရင်းဟာ ဇနီးရဲ့ဖောက်ပြားမှုလို့ရှင်ဆွေးနွေးသွားတယ်မဟုတ်လား။သူကျမကိုဇဝေဇဝါကြည့်၏။ Yes I did. ဟုတ်ပါတယ်။ So do you mean the auditories of the husbands are fewer than those of the wives? ဒါဖြင့်ခင်မိုးရဲ့ဖောက်ပြန်မှုကပိုနေတယ်လို့ရှင်ဆိုလိုချင်တာလားဟုကျမမေးလိုက်တော့အခါကျမကိုမခံမရနိုင် ဖြစ်သွားကြောင်းသူသိသွားပါသည် Although I use the word generally I didn't mean the authorities of the wives are greater in ritual than those of the husbands. ရှေဘူးကအပြင်လို့ကျွန်တော်တုံ့နှုံးလိုက်ပေမဲ့ဇနီးရဲ့ဖောက်ပြန်မှုအချို့ကခင်ဗျရဲ့ဖောက်ပြန်မှုအချို့ထက်များတယ်လို့ကျွန်တော်ဆိုလိုတာမဟုတ်ပါဘူး။နားထောင်နေတော့ပရိသတ်ကသဘောကျစွာ ပြုံးရကြလေသည်။ထို့အခါသူကအနေငယ်ပြုံးလိုက်၏။ Most of them obey the principles of monogamy. but the husband may have more than one wife. Even this is not the cause of divorce. သူတို့စီမှာအများအပြားတလင်တမယာစနစ်ဖြစ်ပါတယ်။ဒါပေမဲ့ခင်မွန်းတယောက်မှာတယောက်ထပ်ပိုတဲ့ဇနီးတွေရှိတတ်ပါတယ်။ဒါပေမဲ့ဒါဟာအိမ်အောင်ကွဲဖို့အကြောင်းမဟုတ်ပါဘူး။ကျမအကောင်တစ်ချက်ညင်ပြလိုက်ပါသည်။ Sometimes they divorce the wives because of not having the elder son. but it does not increase the rate of divorce because the husband of this circumstance may have another wife without divorcing the first. တောင်းဦးယောက်ျားလေးမမွေးနိုင်ရင်လည်းအိမ်တော်ကွဲတတ်ပါတယ်။ဒါပေမဲ့ဒီအကြောင်းရင်းကြောင့်လည်းအိမ်တော်ကွဲခြင်းအချို့အစားတက်မလာပါဘူး။ဘာကြောင့်လဲဆိုတော့ခင်မွန်းဟာပထမဇနီးကိုမကွာပဲနောက်ဇနီးတယောက်ယူနိုင်လို့ပါပဲ။ ကျမနောက်မှယောက်ျားလေးတချို့ခက်အုပ်အုပ်ရေမောဒန်ကြားရပါသည်။ The main cause is the auditories of the wife I mean ကျမအတန်ထွက်ရေမောရင်လက်မြောက်ပြလိုက်၏ No no I see thank you very much နောက်ရက်တွေသင်တန်းမှာမျက်နှာချင်းဆိုင်ပြီးတော့ကျမဂယုထာမီဟန်မပြပါ။ចောင်းသွားចောင်းပြန်တန်ယုံရှိမှမြင်တွေ့ပါလျက်တယောက်ကိုတယောက် ပွန်ဂျိုမင်္ဂလာပါဟူသောပြင်းထန်စကားလုံးဖြင့်ပင်နှုတ်ဆက်မိကြခြင်းမရှိပါတကယ်တမ်းကျမနှင့်သူတယောက်နှင့်တယောက်အတိအမှတ်ပြုလိုက်ကြရသည်မှာရန်ကုန်စေယုံတကြီးပေါ်မှာဆုံတွေ့ကြရတော့မှာဖြစ်ပါသည်ကန့်ဆိုးခြင်းတော့ကျမအလုတ်တင်ဆရာဝန်အဖြစ်24နှစ်တာတာဝန်ကြသည့်လူနာဆောင်တဲတွင်ကျမသွေးဖောက်ယူရမည့်လူနာများထဲမှသူတငယ်ချင်းပါဝင်နေခဲ့သည် တွေးဆုပ်ဖို့ကောင်ဟူကိုကိုကိုရဲပွဲဖွဲ့လောင်ပြောင်ရလောက်အောင်တမနက်ခင်လုံးကျမသွေးဖောက်ရမည်လူနာတွေက များပြားလာသည် ပထမတော့သူ့ကိုတရိမထားမိပါနောက်ဆုံးအလဲသွေးဖောက်ယူဖို့ကျမစီစဉ်ထားသော လူနာဘေးတို့ကျမရောက်သွားတော့လူနာကရင်ဘေးမှာယောက်ျားတယောက်မတက်ရက်နေသည်ကိုသာကျမတရိထားမိသည်လူနာတင်သည့်ရက်လည်းမဟုတ်အဲ့ချိန်လည်းမဟုတ်ပဲမနက်ခင်းအချိန်၌အပေါ်ယောက်ျားတယောက်ရှိနေသည့်အတွက် ကျမဤနားမလည်နိုင်မှုမှာအလौတာဝင်ရှုပ်ထွေးမှုကြောင့်ဒေါသအဖြစ်တို့ပြောင်းသွားသည်။ခွင်းစာဤစေးယုံတွင်အသည်အတန်လူနာမဟုတ်လင်လူနာဆောင်ခွင့်မပေးပါ၊ခွင်းပိတ်။ရှင်းမတူလဲဒီမှာဘာလုပ်နေရလဲ။သူကျမကိုပြုံးခနဲလှဲ့ကြည့်တော့ကျမအံ့အားတင်သွားပါသည်။ရှုမော်သည်ကျမကိုမရေမပြုံးကြည့်လျက်တောင်းမှန်သလိုခေါင်းတစ်ချက်ညွတ်ပြ၏။ တမ်းပြန်ရှင်လင်းသောမျက်နှာထားမှာကြည်လင်မှုဖြင့်တောက်ပလျက်ရှိသောကြောင့်ကျမ၏ပင်ပန်းမှုဒေါရများကိုမြှချပြလိုက်ရသည်ကျမမှာအဖို့ပြောအားချိန်လည်းမရှိသဖြင့်စီထိုးပြုံကိုပြင်ဆင်လိုက်ပါသည်တွေးဖောက်ပြီးစစ်မလို့လားထိုစကားသည်ကျမ၏ယူမော်ထံမှဆက်ဆက်ဆူဆူထွက်လာခဲ့သည်ကျမ၏စိတ်ရှုံးမှုကိုဖုံးကွယ်လျက်ဟုတ်တယ်ဟုခက်ပြက်ပြက်ပြောကား လူနာဤလက်ပြန်ကိုအရက်ပြန်စိန်ထားသည်ကွန်ဖြင့်ပုတ်တုံလိုက်ပါသည်ခဏလေးကျမစိတ်တူတူဖြင့်မောကြည့်လိုက်တော့သူမျက်မှောင်ကြုံထားသည်မနေ့ညနေကကျွန်တော်မကြည့်တော့ဒီနေ့သွေးဖောက်เสียမလို့ဘူးလို့ပြောခဲ့လို့ကျမဒေါဒထောင်းခနဲ့ထသွား၍စိတ်ကိုလှုပ်ပေးလိုက်ကသူမျက်နာကိုစစ်စစ်ကြည့်၍ပြောမိသည်ဒါကျမမသိဘူး ကျမသိတာက လူနာချက်ထဲမှာဒီကနေ့တွေးစစ်ဖို့အမိန့်ပေးထားတယ်အဲ့ဒါပဲကျမသိတယ်မဟုတ်ဘူးခမားတော်ရမကြည့်ပါနဲ့ကျွန်တော်ကနေ့တိုင်းအက်အစ်စ်တွေဝယ်ပေးနေကြမနေ့ကအစီအစဉ်မရှိဘူးဆိုလို့ဒီကနေ့အတွက်ဝယ်ပေးမထရတာကိုပြောမလို့ပါဖြစ်နိုင်ရင်အက်အစ်စ်နဲ့ဖောက်ပေးပါလားကျမစုပ်တစ်ချက်တက်လိုက်မိသည် လူနာကဘာမှမပြောဘဲဘေးလူဝါရှာရှည်နေတာကို ကျမစိတ်မရှိနိုင်ပါ ကျမဒီလူနာတယောက်အတွက်အတချောင်းစီတည်တံ့ထားပေးကြောင်းသူ့ကိုရှင်းပြနေရန်လိုပါသလားဟု ကျမစဉ်းစားသည်။နောက်တော့ကျမစိတ်ကိုလျှော့ချ၍လူနာနှင်းသူ့ကိုပြုံးပြလိုက်ပါသည်။စိတ်မပူပါနဲ့ကျမအမြဲတမ်း disposable needle ကိုပဲသုံးပါတယ်။ပြဿနာကဤများနဲ့မပြီးပြန်ပါ။ကျမသွေးဆုပ်နေစဉ်မတက်မတာစောင့်ကြည့်ရင်များလားကြည်လားဟုအတန်အုပ်ရွတ်ပြန်၏။ကျမမကြားချင်အောင်စောင့်နေလိုက်သည်။ ခါတိုင်းတော့လက်တလုံးလောက်ပဲယူတာပဲနော်။ကျမပြုံးဆိုသူ့ဘက်လှည့်ကြည့်မိသည်။ကြည့်မယ်ယူမော်။ကိုကသူ့သွေးကိုမလိုအပ်ဖဲအများကြီးဖောက်။ဘာလို့ပြစ်ရမှာလဲ။တောက်ပြစ်မယ်လို့ထင်လို့လား။လူနာကမတိမတာပြုံးလေသည်။သူကတော့ကျမကိုဆူဆိုက်ကြည့်ပြီးဘာမှမပြောဘဲပါဇက်ပိတ်သွား၏။အခုစစ်မဲ့စစ်စစ်ချက်က RA လို့ခေါ်တယ်။သွေး20လို့တယ်။ ကျေးဇူးပြုပြီးမင်းပစက်ပိတ်ထားတော့လူနာဤသွေးကိုကော်နီကယ်ဖန်ပလေးနဲ့ထည့်လိုက်ပြီးဘေးလိုက်အနေငယ်လှုပ်ပေးနေသည့်ကျမလှူရှားမှုကို သူခက်တီတီငေးမောနေသည်ထို့နောက်သွေးပလင်းများကိုလင်မန်းနဲ့ထည့်ကာကျမလှည့်ထွက်လာတော့သူကျမနောက်မှခက်တုတ်တုတ်လိုက်လာသည်မတ်တနေအိမ်အိုးသူကကျမနာမည်ကိုသိနေခဲ့ပါလားကျမအနေငယ်ဂျင်းနဲ့စွာလှည့်ကြည့်လိုက်၏ ကျော်စင်ရဲ့ယောဂာနဲ့ပတ်သက်ပြီးတင်နန်းမှာအချိန်နည်းနည်းပို့ရင်ကျွန်တော်ကိုရှင်းပြပေးနိုင်မလားယင်။နူးညံ့သိမ်မွေးသည့်သူ့မိကုန်းကို ကျွန်မပြုံ၍ခေါင်းငိမ့်ဖြေခဲ့ပါသည်။ထို့နောက်ကော်ရီတာအတိုင်းရုံးခန်းစီသို့လက်ထွက်လာစဉ်ကျမှကျွန်မ၏ဂျူတီကုန်းမှာဒေါက်တာတက်နေအိမ်ဟူသည့်နာမည်ပြားကလေးချိတ်ထားမှန်သတိရမိ၏။သူဟာဒီနာမည်ကိုမြင်မှ ကျွန်မကိုသိတာလား။ငကိုယ်ရဲကကျွန်မနာမည်ကို သိနေခဲ့တာလား။ အီးမေးခွန်းကို သူ့ကိုဘယ်တော့မှမမေးရန် ဆုံးဖြတ်ချက်ချလိုက်ပါသည်။တင်နန်းအပြီးမှကျမသူ့တငယ်ချင်းယောဂါကို ရှင်းပြပြီးချိန်မှစ၍ကျမနဲ့သူလမ်းတွေ့လျင်နှုတ်ဆက်ဖြစ်သွား၏။ဆေးရုံမှလည်းကြော်စင်ကိုသူ့တငယ်ချင်းအဖြစ်ခင်မင်ရင်းနှီးစွာအတိအမှတ်ပြုမိသွားသည်။သို့တော့ကြော်စင်ဆေးရုံကဆင်းသည့်အချိန်တွင် ကျမနဲ့လှိုက်လှဲစွာယင်းနှိခင်မင်သွားတော့လေရှူးမော်နေနှော့ခက်တန်တန်းဖြစ်နေစေ ကျမနေယူမော်ခင်မင်းရင်းနှီးသွားဒီကတော့ရှာလော့ဘရွန်ဒီဤဂျိန်အေယာဝိထုကြောင့်ဖြစ်ပါသည် ထိုဝိထုကိုမျက်စိရှိမှခဏခဏမြင်နေပါရဲ့မဖတ်မိပဲအမြဲဖယ်ထုတ်ခဲ့တော့ကျမသည်စေယုံမှာအားလက်ချိန်ကလေးတွေ၌အနားယူရင်းဖတ်မိသည်စေယုံမှာနှစ်ပတ်ကြာဖတ်လိုက်သောအခါထိုဝိထုကိုဖတ်ပြီးလူနေပါဖြစ်သွားသည်သို့တော့ထိုဝိထုတဲတွင် ဂျာမန်ဝါကျများကိုဒီအတိုင်းထည့်ရေးထားတော့ကျမကြော်ဖတ်ရပါသည် ထိုဝါကျများကိုကျမသိလို့သည်ဂျာမန်တန်ယုံမှာအလုံးလုံးတည်ဆိုတော့ကျမရဲ့ယူမော်များဂျာမန်စာကို တက်ကြွန်းလေသလားဟုဆက်စုလိုစိတ်ယူမော်နှင့်ဒီထက်ပို၍ခင်မင်ရင်းနှီးလိုစိတ်ဝိထုတွေကစကားများ၏အတိတ်ပဲကိုသိလိုစိတ်တွင်ဘဲစိတ်ကပို၍အင်အားကောင်းသလဲဟု ကျမမခွဲခြားတတ်နိုင်ပေထိုလူငယ်ကို ချင့်ကပ်မိပါသည်ခွင်းစာက ကျမတို့နှစ်ယောက်ချစ်သူဖြစ်သွားပြီးနောက်မှာတော့ထိုကိစ္စသည်မိမမာယာရဲတွင် ပါဝင်ကြောင်းမောင်ကကျမကိုမကြာခဏနောက်လေးရှိပါသည်ဝင်းပိတ်ကိုကိုခွင့်ပြုပါနော်ကိုမင်းကိုအကူအညီတစ်ခုလောက်တောင်းချင်လို့သူ့ကလထိုင်အင်းမာရက်ပြီးမေးမိတော့သူက ကျမကိုမောကြည့်ရင်မတည့်ရက်ဤကျမအသက်ကိုလေးစားဟန်ပြသလား ို့မဟုတ်ကျမ၏အလုပ်ကိုလေးစားဟန်ပြသလားကျမမကွဲပြားပါဟုတ်ကဲ့ဝမ်းသာအားရကုညီပါမယ်ဒီဝတ္ထုတွေကဂျာမန်ဝါကျတချို့ကိုအင်္ဂလိပ်ဘာသာပြန်ပေးနိုင်မလားကျမမိကုန်းမှာတဆင့်ကျော်နေတော့လဲသူတတိထားမိဟန်မတူပါဝါကျတွေကလွဲသလားဟုကျမကိုပြန်မေး၏ကျမကဘယ်နဲ့လုပ်ပြီးသိနိုင်မှာမလဲမသိဘူးဟုဝင်ဖြေလိုက်ပါသည် လွယ်ရင်ဒီအတန်းထဲမှာရင်ပြုတ်ပြနိုင်မှာပဲခက်ရင်အိမ်ကနေလုတ်ခဲ့မယ်လीကျမပေးတော့စာအုပ်ထဲမှာကျမစာရွက်ညှက်ထားတော့စာများကိုလှန်လို့ကြည့်လိုက်ဤဒီဝိထုကိုကျွန်တော်လဲကြိုက်တယ်ဟုသူရေရွတ်သေးဤနောက်တော့အတန်း10မိနစ်နားနေချိန်တွင်ကျမသိချင်သောဝါကျကို အင်္ဂလိပ်လိုဘာသာပြန်ရေးပေးလိုက်လေသည်အတန်းပြီးတော့ကျမနှင့်သူ အခန်းထဲမှအတူတူထွက်လာပြကြသည် ျမကျေးဇူးတင်စကားပြောတော့ကိစ္စမရှိပါဘူးဟူညင်းဤနောက်တော့ဘတ်ကားမှတ်တိုင်းအတူတူလျှောက်သွားရင်တယောက်နဲ့တယောက်ဗမာနေသည်ကိုတယောက်ကစုံစမ်းမိတ်ဖွဲ့ကြသည်အံ့ဩစရာကောင်းသည်ကကျမနှင့်သူဘတ်ကားတမှတ်တိုင်းနဲ့ဆင်း၍တလန်းသေးလျှောက်သွားရသူများဖြစ်နေပါသည်ဂျာမန်ဘာသာနှင့်ဂျာမန်စာရေးဆရာများအကြောင်းကျမတို့ပြောပြကြသည်သူကကွန်ဂရက်စ်နှင့်မာတင်ဘာအကြောင်းပြောပြီးကျမကဟာမန်ဟက်စ်နှင့် Thomas Mann အကြောင်းပြောပါသည်။ကျမန်ဘာသာကိုစိတ်ဝင်စားဘူးလားဟုသူကမေးတော့ကျမရေမောရင်ခေါင်းယမ်းခါလိုက်သည်။ဆေးရုံတာဝန်နဲ့ဒီတင်နန်းနဲ့တင်နန်းအားရရဲ့မှာလဲစာရေးရသေးတယ်။ညဦးပိုင်းမှာစာရင်းကျက်ရတယ်။စီးစာရောပြင်သစ်စာရောခုမှအချိန်သိမ့်မရှိဘူး။အချိန်သိမ့်မရှိဘူးဟုကျမမှတ်ချက်နဲ့ပတ်သက်၍ကျမနဲ့ဘတ်စကားပေါ်မှာပင်အခြေအတင်ညှင်းခုန်ကြရသေး၏။ စာရေးဆရာတယောက်အဖြစ်ဘယ်အတိုင်းတာထီလိုချင်တယ်လဲဟူမေးတော့ကျမပွင့်လင်းစွာဖြည့်သိမ့်မဖြည့်သိမ့်စဉ်းစားနေရသည်။မတမ်းမရာကြီးကြီးကျယ်ကျယ်တွေရှောက်ပြောနေသည့်အထင်ခံမည်ဆိုတော့ကြောင့်ဘယ်တော့မှဘသူ့ကိုမှဖွင့်မပြောခဲ့တော့ကျမ၏ပန်းနိုင်အစ်ကိုသူ့အားယုံကြည်စိတ်ချစွာပြောမိသည်။ဟုတ်ကဲ့ပါရှင်။ဆရာမကျူးရဲ့မိမတယောက်ရဲ့ဖွင့်ဟဝင်ခံချက်ဆိုတဲ့ဝတ္ထုလေးကို အပိုင်း၃အနေနဲ့ဒီနားမှာခဏလောက်ရနာခွေပြူပါနော်အပိုင်းလေးမှာပြန်ပြီးစုံကျင်ပါသေးတယ်ရှင်နားစင်အားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်နောက်ထပ်တွေမှာလည်းကျမတို့ channel လေးမှာစိတ်ဝင်စားစရာကောင်းတဲ့စာရင်းပညာပေးသုတရတဆောင်ပါရီထူကြဆန်းကျဖြစ်ရဆန်းဝတ္ထုတွေကိုတင်ဆက်ပေးသွားအောင်မှာ ဖြစ်တဲ့အတွက် channel လေးကို like and subscribe လုပ်ပြီးအားပေးကြပါအောင်နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်